2025ခုနှစ်နိုဝင်ဘာလလဆုံးရက်ကျန်တာပရင်းတွေအတွက် numerology ဂဏန်းပရင်းညကတော့နံပါတ်73ရဲ့လွှမ်းမိုးမှု ဖြစ်တယ်ဒီလိုနေ့မျိုးမှာ အတိုက်ခံကိစ္စပေါ်ကိုပေါ်တတ်တယ်တယောက်ကကိုယ်ကိုမကောင်းပြောနေရတိုက်ခိုက်နေတာမျိုးကဒီလို numerology ဂဏန်းနဲ့သက်ဆိုင်ပါတယ်ကိုကကောင်းတာပြောတဲ့စကားကိုလည်းတစ်ဖက်လူကနားမဝင်ဘဲနဲ့တုံ့ပြန်တာမျိုးတွေကြုံတွေ့ရတတ်တယ်ချင်းစွန်းတာတွေလွှဲချော်သွားတာအပြောင်းလဲဖြစ်သွားတာမျိုးတောင်းနဲ့တောင်းနဲ့ကြားမှာအစင်မပြေမှု ထိတ်တိုက်တွေ့ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဒီနေ့ကမြမစကားစကားပုံရစသတိသွားသတိနေသတိဆိုတလိုမျိုးပဲကိုကိုကိုကြင့်ကြံဆောင်ထိတ်နေရမှဖြစ်ပါတယ်စကားမားတာအစားမားတာအဲ့လိုအယောင်းဝယ်မားတာမျိုးတွေကဒီလိုကိန်းကနန်းနဲ့သက်ဆိုင်ပါတယ်အဲ့တော့ဒီလိုနေ့မှာအမားအယွင်းတွေအခက်အခဲတွေကင်းစင်ပတ်ပြောင်းအောင်မိမိတို့ရဲ့မှန်တင်ကုန်မှန်ကြည့်တယ်မှန်အိမ်တကားမှန်အသုံးပြုတဲ့မှန်တွေကိုမနှက်စောစောကလေးကအတန်ရှင်းလုပ်လိုက်ပါခင်ဗျာ ဒီနေ့ခொနည်းသားသမီးတွေအားလုံးကံထူးကောင်းမှုလို့အတွက်ဆိုရင်တော့ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ကိုအတိမ်ကျိန်ပွားပြီးတော့မနေ့စောစောမျက်နှာတင်လိုက်ပါခင်ဗျာဒီနေ့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူများအားလုံးအန္တရာယ်ကင်းပေးရှင်ပြီးပညာသင်ကြားခြင်းတွေအတွက်အကျိုးထူးရဖို့အတွက်ဆိုရင်တော့မနေ့စောစောမှာမြတ်စွာဘုရားရှင်ကို ပြားရီစံတော်ဆွန်းလှူဒန်းပြီးထူးထူးခြားခြားဆုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်တဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုဗေဒနိယ ဂျာတာပရင်းတွေဘွားအဓိပတိဘွားအဓိပတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်အဓိပတိတို့ရဲ့သဘောတရားအတိုင်းအဓိကကြတဲ့သူအောင်မြင်တဲ့သူမိသားစုအလုံးကိုဥဆောင်နိုင်တဲ့သူဖြစ်နေကြော်ကြပါလိမ့်မယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရားလမ်းညွှန်ရမယ်ဆိုရင်တော့တနင်္ဂနွေကျော်ဟာအားကောင်းဆုံးရောက်နေတာဖြစ်တဲ့အတွက်အုံတမင်းစွန်းမြတ်စွာဘုရားရှင်ကလူချင်းအုံတမင်းစွန်းနဲ့စတားဟင်းနဲ့ရဟန်းသံဃာလောက်လူချင်းဆွေမျိုးမိတ်ဆွေအပရိသတ်တို့ကိုအုံတမင်းနဲ့စတားဟင်းဒါနလုပ်ချင်းတို့အပြင် တနစ်တာလုံးတွင်ကံကောင်းမှုကုသိုလ်ပြုနိုင်ပါလေခမညာဒီနေ့တွင်အကျိုးပေးစိုးမိုးကဏ္ဍကတော့တက္ကနံကိုကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့တွက်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ပတ်စံရေးထဲကိုတပြေရွက်ကလေးတရွက်ဒီနေ့ဆောင်ထားလိုက်ကြပါခမညာဇေယောင်းကောင်းမှုလို့တွက်ဆိုရင်တော့ဆိုင်ရှိမျက်နှာသာတက်တယ်ကိုမျက်နှာမူပြီးအုံးရီတောက်ရီစူတောင်းခြင်းအဖြစ်သို့မဟုတ်အအေးတမျိုးမျိုးတောက်ရီစူတောင်းခြင်းအဖြစ်တနေ့တာလုံးရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်းထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်းသက်ဖို့အတွက်ကတော့ ကိုင်းရခလေးတရက်ကိုရင်မွေးဆွပြီးတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်တာနဲ့တင်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအခက်ခဲတွေလွတ်မြောက်ပါစေဆူတောင်းပြီးတော့ရေတတ်တော်ဟာငါတို့လက်တို့ကိုဘေးမဲ့လွှတ်လိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရင်တော့ကျမ်းမာရေးညံ့သူတွေကဓာတ်စာဖြစ်နေဒီလိုမျိုးမှာအုံးရေစတိတော့ပြီးတော့ကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအိမ်တော်ရေးမေတ္တာရေးအေးချမ်းဖို့အတွက်လည်း ုံးရည်တဲ့ရေခဲတုံးလေးထည့်ပြီးမြတ်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ကြပါခင်ဗျာ